ဟက်ကာကခမည်း join ကျင်လာအောင်လို့နော် free wifi တွေကိုနာမည်အမျိုးမျိုးနဲ့လွှင့်ထားလိုက်ပြီးတော့ခမည်း malware app down တဲ့ website ကိုရောက်သွားအောင်မရောက်ရောက်သွားအောင်လုပ်လိုက်လို့ရသေးတယ်။အဲ့လိုလို့ဖို့ကလည်းအများကြီးမလိုလှဘူး microcontroller လေးတစ်ခုကို program လုပ်ထားပြီးတော့ထားရှင်တဲ့နေရာလေးမှာထားခဲ့လိုက်ရုံပဲ။ဆိုတော့နောက်တစ်ခါအပြင်သွားလို့တနေရရမှာ wifi free ဆိုတိုင်းဂုံးစင်းမှုပဲတွေးမနေနဲ့အောင်ခြိရင်းမှမသိရွှေရင်းမှမသိเนาะခြိရင်းနစ်နေလေအောင်ပဲဆက်ဟုတ်ပြီခမည်းက app ကို download မိပြီပဲထားပါတော့เนาะ များတုံးနေအားတယ်ခံလိုက်ရပြီ install လုပ်မိသွားပြီဘာဆက်ဖြစ်မလဲဆိုတော့ဘာဆက်ဖြစ်မလဲဆိုတော့တစ်ဖက်က hacker စီမှာ malware နဲ့ connection ရပါပြီပြောရရင်ခင်ဗျာဖုန်း hack ခံလိုက်ရပြီဆိုတော့ဘာလို့လို့ရလဲပထမဦးဆုံးခင်ဗျာဖုန်းထဲကိုဝင်ထားသမျှ SMS တွေအကုန်လုံးကြည့်လို့ရတယ် ါရီမဲလားဆိုတော့မဟုတ်ခင်ဗျာဘသူနဲ့ဘယ်အချိန်မှာဘယ်နှစ်နာရီလောက်ဖုန်းပြောခဲ့ပါတယ်ရအစားကြည့်လို့ရတယ်ခင်ဗျာရဲ့ဖုန်း contact ထဲမှာရှိသမျှ contact ဥပမာခင်ဗျာရဲ့မိသားစုဝင်နော်အဲ့မိသားစုဝင်တွေရဲ့နံပါတ်တွေခင်ဗျားရဲ့တငငယ်ချင်းတွေရီးစားတွေ x တွေနော်ရှိသမျှအကုန်လုံးဝင်ကြည့်လို့ရတယ်။ကုန်လုံးပြောရလို့ရှိရင်များဖုန်းနံပါတ်သွားတောင်းထားပြီးတော့ နော်ဖုန်းမခေါ်ရဲခဲ့တဲ့ခမားရဲ့ crash ဖုန်းနံပါတ်လေရှိနေမြင်ရလိမ့်မယ်ခမားဖုန်းထဲက file တွေကိုကြည့်တာတို့ download ဆွဲတာတို့ file အစ်စ်တွေ upload ထက်တက်သွားအောင်လုပ်တာတို့အဲ့ဒါတွေလည်းလှမ်းလုပ်လို့ရတယ်ဒါတော့မှခမားဖုန်းကင်မရာကနေပြီးတော့ခမားမသိဘဲနဲ့ဓာတ်ပုံရိုက်ထားတာတို့ screen share လုပ်ထားသလိုမျိုးပေါ့နော်ခမားတုံးနေတာတွေကိုသူကတိုက်ရိုက်ကြည့်လို့ရနေတာမျိုးတို့ location အတိအကျသိအောင်လုပ်နေတာမျိုးတို့အဲ့ဒါမျိုးတွေကတော့အာကျွန်တော်ဟိုးရှိရှိတုန်းကလုတ်ခဲ့တဲ့ အချိန်မှတော့ငါအထီတော့ရသေးတယ်အခုအချိန်မှတော့ Android ရဲ့ security ကနည်းနည်းကောင်းလာတဲ့ခါကျတော့အဲ့ဒါတွေကတော့လုံးလို့မရတော့ဘူးပေါ့နော်အဲ့ဒီ system တွေကိုပါ bypass လုပ်နိုင်တဲ့ဆရာကြီး application တွေရှိတယ်ဆရာကြီး malware တွေရှိရဆိုရင်တော့အဲ့ဒါတွေပါလုံးလို့ရကောင်းရနိုင်တယ်ဒီမှာကြားဖြတ်ပြောချင်တာကခင်ဗျားအခုချိန်ထိ Android 10အောက်ကိုတုံးနေသေးတယ်ဆိုရင်တော့အဲ့ဒီဖုန်းကို hacker စီကို delivery နဲ့သာလှမ်းပို့လိုက်တော့နော်တင်စားပြီးတော့ပြောတာဒါမှလည်းအခုချိန်မှာတော့ Android 10အောက်ကိုတုံးနေတဲ့သူကတော့မရှိတော့ဘူးလို့တော့ထင်တာပဲ ဆိုတော့ projector ကနော် android version မြင့်သွားလို့တချို့ feature တွေကအာလုံးလို့မရတော့ဘူး hack လို့မရတော့ဘူးဆိုပေမဲ့စောစောလုံးကပြောသလိုမျိုး sms တွေဖတ်လို့ရတာရောဖုန်း contact တွေကြည့်တာရောနော် call log တွေကြည့်လို့ရတာရောအဲ့ဒါတွေနဲ့နေမယ်ခင်ဗျားကိုဒုက္ခအများကြီးပေးလို့ရတယ်ခင်ဗျားကြောက်ဦးတယ်မလားဘယ်မှမသိတဲ့သူတွေကကိုဖုန်းကိုဇက်တိုက်တွေခေါ်တယ်ဆယ်နီမျိုးစုံနဲ့မျိုးမျိုးဆဲတယ်ပြန်နော်ဆက်ပြီးတော့ပတ်စံညစ်တာတော့မပေးလို့ရှိရင်မိသားစုဝင်တွေတငယ်ချင်းတွေနဲ့ဒါမှမဟုတ်ကိုနဲ့တိတိကျကျများသူတွေကိုဖုန်းဆက်ပြီးတော့အရှက်လိုက်ခွဲတာတော့ အဲ့ဒါမျိုးတွေလေအဲ့ဒါတွေကလည်းဒီ malware တွေကြီးကနေပြီးတော့ပါသွားတာမျိုးဖြစ်နိုင်ကြများတယ်အဲ့ဒါတွေမဟုတ်ဘူးခင်ဗျားက two factor authentication ပါညာသုံးနေဆိုရင်ကိုဖုန်းလေးကိုရောက်လာတဲ့ SMS ထဲကနေပြီးတော့ OTP ကလည်း hacker စီကနေအလွယ်တကူကြည့်လို့ရတယ်ဆိုတော့ two factor တိုင်းလေလုံခြုံလှတယ်လို့တော့ပြောလို့မရဘူးအထူးသဖြင့် SMS base OTP တွေကမလုံခြုံဘူးဆိုတော့ဒီ internet ကနေပြီးတော့เนาะ ready made down ပြီးတော့ တုံးလို့ရတဲ့မန်ဝဲကတော့ဒါလောက်ရှိဒုက္ခပေးလို့ရနေတာเนาะခမည်းကိုယ်တိုင်ဖန်တီးထားတဲ့ခမည်းကိုယ်တိုင်ရေးထားတဲ့မန်ဝဲကြီးသာဆိုရင်အဲဘလောက်တောင် real world မှာဒုက္ခပေးနိုင်မလဲတကယ်ဆရာကြီးတွေလှုပ်ထားတဲ့မန်ဝဲတွေကဘလောက်တောင်ကြမ်းလိုက်မလဲစဉ်းစားတာကြည့်ဘလူနီနဲ့ဟက်တာလဲဆိုတာကိုသိပြီဆိုတော့ဘလူကာဝယ်မလဲဆိုတဲ့ဟာကဈေးစရာရှိလာပြီဆိုတော့ဒီတော့เนาะပထမဦးဆုံးတအားတို့တနည်းတို့ကိုသတိထားစေချင်တာက တူကီယာ website ကနေပြီးတော့ free ရတယ်ဆိုတဲ့ရှောက်မတောင်းနဲ့အဲ့ဒီ website ကယုံဝါလားမယုံဝါဘူးလားဆိုတာကိုနည်းနည်းပါးပါးလေးတော့ research လေးလုပ်နော်ပြီးတော့မှ download ပြူတာလုပ်ပြီးရင်ကိုကတွေးကြရ wifi တွေကိုမဆင်မကျင်သုံးတက်တဲ့အကျင့်ကိုလည်းရှောင်နောက်ထပ်တစ်ခုကတွေးကြရ link ကိုသွားနှိပ်တက်တဲ့အကျင့်လေးတွေကိုလည်းပြင်အောင် malware ထည့်မဲ့ link လား phishing လုပ်မဲ့ link လားဆိုတာကိုကိုကမြင်ရတာမဟုတ်ဘူးပြီးရင်ပို့ပြီးတော့တရားမဲ့တစ်ချက်ကြံသေးတယ်အဲ့ဒါကတော့ permission တွေပောက်ကြရတွေရှောက်ပေးတာတွေးကြရသိမလား permission တောင်းရင်ပေးလိုက်တာပဲအဲ့ဒီစား ခင်ဗျား app တစ်ခုတွင်းတော့မယ်ဆိုရင် install လုပ်ပြီဆိုရင်အဲ့ app ကခင်ဗျားအတွက် permission တွေတောင်းတယ်ဖုန်းရဲ့ဘယ်အပိုင်းနေဘယ်အပိုင်းနေကိုတော့တုံးခွင့်ပြုပါဘယ်အပိုင်းနေကိုတော့သူဝင်ကြည့်ခွင့်ပြုပါဆိုပြီးတော့ခွင့် တောင်းတယ်ဒီနေရာမှာဒီထားတင်တာတွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ malware app တွေကရှိရှိသမျှ permission တွေတောင်းတာပြောရရင်ဒီဖုန်းတစ်ခုလုံးကို control လုပ်နိုင်ဖို့ဆိုတာခင်ဗျားစီကနေပြီးတော့ permission တွေပေးမှရမှာခင်ဗျားက location permission ကိုပေးလိုက်ပြီဆိုလို့ရှိရင်ခင်ဗျားရဲ့ location ကို app ကနေယူသုံးလို့ရတယ်ကင်မရာဆိုရင်လည်းကင်မရာမိုက်ခရိုဖုန်းဆိုရင်လည်းမိုက်ခရိုဖုန်း အမျိုးကိုကအကုန်သွားပေးထားမှာတော့ပြောရရင်တော့ तू ကကိုမသိပဲနဲ့ယူသုံးနေတာမဟုတ်တော့ဘူးခင်ဗျားကိုမေးထားငါဒါလေးယူသုံးမင်းတော့ဆိုပြီးတော့ဟဲ့ကမေးထားတာ哦အေးယူသုံးလေဆိုပြီးတော့ခင်ဗျားပြီးလှန်ပေးလိုက်တဲ့သဘောဖြစ်သွားတာဆိုတော့ဒီ app နဲ့ဒီ permission နဲ့တတ်ဆိုင်ခြင်းရှိလားရှိတော့မှပေးဟိုကတောင်းနိုင်ဆိုမပေးနဲ့တချို့ app တွေဆိုလို့ရှိရင်သူတို့တောင်းတဲ့ permission တွေမပေးဘူးဆိုရင် app ကိုပါပေးမသုံးဘူးဆိုတာမျိုးတွေရှိတယ်ကျွန်တော်ဆိုလို့ရှိရင်အဲ့လိုမျိုးဆိုရင်သုံးလို့မသုံးနေတော့ဘူးမြော့အင်းတဲ့ အပ်တန်းကိုပြောတာတော့မဟုတ်ပါဘူးတချို့လိုအပ်တဲ့ app တွေဆိုရင်တော့လည်းပေးရတယ်ပေါ့ဥပမာအားဖြင့် game နေမှာဆိုလို့ရှိရင်တို့ resource တွေဘာညာ down mode storage permission ဘာညာပေးရတယ်အဲ့ဒါတော့မဖြစ်မနေပေးရတာပေါ့အဲ့လိုမှမဟုတ်ဘူး calculator app ကနေပြီးတော့เนาะခင်ဗျားကို camera permission လဲ down နေ microphone permission လဲ down နေ location permission လဲ down နေဆိုရင်တော့တခုခုတော့မှားနေပြီခက်ဝေးဝေးသာပြေးတော့ okay ဆိုတော့ ဘလို့တွေဟက်ကြတယ်ဘလို့တွေဟက်ခံရနိုင်တယ်ဆိုတာကိုရောဘလို့ကောက်ွယ်ရမလဲဆိုတာကိုရောခင်ဗျားတို့အနေနဲ့များတော့အာ awareness ရသွားလိမ့်မယ်လို့ထင်တယ်ဆိုတော့ခင်ဗျားတို့လည်းနောက်တစ်ခါ Pocket App တွေ twin တာတွေ down တာတွေနောက်လောက်တော့မယ်ဆိုလို့ရှိရင်ကြည့်ချက်ပြီးတော့လောက် Pocket App တွေကိုလည်းလက်နဲ့တိုးတဲ့အကျင့်လေးကိုလည်းပြင်မိမိ privacy မိမိတောင်းပါမယ် okay နောက်နေမှတွေ့ရပါ